ုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာ BM Electronic မှကြိုဆိုပါရစေအခုပြောပြပေးမှာကတော့ဒီအသီးဖြော်ချက်ပေါ့နော်အသီးဖြော်ချက်ပြင်းပြီးပါဒီကောင်ကပထမဟိုအသားကျိတ်ဆက်တူပါတော့နော်မော်တာအတူတူပဲဗျဒါပေမဲ့အသီးကျိတ်ဆက်တော်တော်များများကဒီလိုကြီးကွိုင်းကြီးကွိုင်းမှာပြောင်းဝင်းနေရပါတယ် ကြီးကွိုင်နဲ့လာပါတယ်ဒါပေမဲ့ဒီမော်တာလေးကတော့အဟောင်းလေးအဟောင်းလေးလို့ဘာလို့ပြောနိုင်လဲဆိုတော့ဒီသူလှုပ်ထားတဲ့စနစ်ပေါ့နော်သူလှုပ်ထားတဲ့စနစ်ကဟိုတော်တော်လေးကောင်းတယ်ကောင်းတယ်ဆိုတာဒီလိုကြီးကွိုင်သုံးတာလို့ဘာလို့ပြောချင်တာပါဘာလို့လဲဆိုတော့ခုနောက်ပိုင်းလာတဲ့ဟာကဟိုမိပညာမြင့်သွားတဲ့အခါမှာသူက တတူတော်မဟုတ်တော့ဘူးအဲဒီကဘာလဲမသိဘူးဗျအဲ့ဒီတေချာမတိသေးတဲ့မျိုးစားတစ်ခုပေါ့နော်အဲ့ဒါမျိုးကသူကနန်းဆွဲထားတာနန်းဆွဲထားပြီးတော့အပေါ်ကနေပြီးတော့ကျင်းမီကောပါအရေးစိန်ထားတာဒီလိုမျိုးကောဒီလိုမျိုးကြီးကွိုင်မဟုတ်ဘူးကောပါကွိုင်မဟုတ်ဘူးအဲ့လိုဆိုတော့ဒီဒီမှာဆိုဗျာ တိတာပါတယ်ဒီမှာကျိုးလေးပြီလားအဲ့ဒါလေးကဒန်ကွိုင်းလို့အများခေါ်တာပေါ့နော်အမှန်မှန်တော့အဲ့ဒါဒန်ကွိုင်းအစ်စ်ကမာလေးတဲ့ဒန်ကွိုင်းမဟုတ်ဘူးအဲ့ဒီကောင်ကြီးကအခုနောက်ပေါ်တဲ့စတီးအောင်အသားကြီးဆက်အသေးလေးတွေရှိတယ်အကောင်လေးတွေဆိုလို့ရှိရင် तू ကဒီတိုင်းထားလိုက်မတုံးမင်းဒီတိုင်းထားလိုက်ကျွန်တော်တို့ရောင်းရင်တည်တယ်ဗျရောင်းနေတဲ့လူတွေဆိုရောင်းမထွက်တဲ့အလုံးတွေရှိတယ်အဲ့အလုံးတွေကဒီတိုင်းထားလိုက်နှစ်နှစ်လောက်ဆိုလို့ရှိရင် तू က ဘာမှတုံးလို့မရတော့တချို့လဲဝယ်ကလေးက၄၅6လောက်ပြင်းလို့မရဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကွိုင်ကျိုးတွေကခြေလိုက်တာနဲ့လက်ထဲမှာအမှုန့်ဖြစ်သွားတာအဲ့တော့ဒီလိုမျိုးကွိုင်ဟိုကြီးကွိုင်ကိုတုံးတဲ့အမျိုးအစားတွေကဒီအလုံးဒီဒီဆက်ပေါ့နော်ဒီဆက်ကအနည်းဆုံး3-5နှစ်ရှိလောက်ပြီခပန်းကြီးပေါ့နော် ဆိုတော့ကောင်းမကောင်းအောင်လည်းလေးပါဒီမှာကျိုးနှဆထွက်နေတယ်ဒီမှာနှဆရှိမယ်မှနှဆပေါ့နော်ဒီနှဆကိုမီတာနဲ့ထောက်လိုက်ရင်ကြက်တက်ပါမှာ ဒီမှာတွေ့လားအဲ့ဒါဆိုလို့ရှိရင်ဒီကွာရကောင်းတယ်ပြောလို့ရတယ်စစ်မယ်ဆိုရင်တော့အစအဆုံးစစ်စစ်ကပါတယ်သူဒီကျိုးကနေစပြီးတော့စစ်ပေါ့နော်တချို့ကကျတော့သူတို့ကသူတို့လှုပ်ထားတာပဲဒီကျိုးတခါတွေ့ဘူးလားဆိုဒီကျိုးကိုဒီလိုကျိုးကနေနှစ်ဆထွက်လာတယ်ကျိုးပြက်နေတဲ့နေရာကိုကျိုးပြက်နေတဲ့နေရာကိုဒီလိုနှစ်ဆကိုဖော်လိုက်တယ်ဖော်ပြီးတော့ဒီလိုကျိုးလိန်ထားတယ်လိန်ထားပြီးတော့အပေါ်ကနေတိတ်နေပတ်ထားတာသွားရော ဲ့တော့ကိုပစ္စည်းမဟုတ်ဘူးဆိုလို့ရှိရင်ဒီချာစစ်ပါဒါသူ့ရဲ့ original ခလုတ်လေးဒီခလုတ်လေးကပြတ်တာအဓိကဒီမှာတွေ့လားမနှိမ့်လို့တော့မရတော့ဒီခလုတ်လေးကပြတ်သွားတာပါဒီမှာအဆောင်လေးတွေဒီခလုတ်ကိုပြန်ပြင်လို့ရလားဆိုတော့ရကောင်းရနိုင်ပါတယ်ဒီခလုတ်ကိုလည်းကျွန်တော်ဖြုတ်ပြပါမယ် ူကဒီလိုဖွဲ့စည်းတာဒီမှာနှိပ်စီလေးရှိတယ်ဒီနှိပ်စီလေးကနေဒီအလဲကိုထောက်ပြီးတော့ဒီလိုလှုပ်လိုက်လို့ရှိရင်ထပ်ဆိုဒီအောက်ကတံများလေးရဒီမှာဒီလိုလေးလိုလေးနှိပ်လိုက်ရင်ဒီလိုသွားကတ်တာတဲ့လားနှခုကကိုနရှင်ရသွားပြီးတော့ခလုတ်ဖွင့်လိုက်တယ်ပေါ့ထပ်ဆိုဒီဘက်ကိုတိုးလိုက်တဲ့အချိန်မှာဒီဒီကောင်လေးက ထပ်ဆိုဒီဘက်ကိုအောက်ကိုဖိချလိုက်တဲ့အချိန်မှာဒါလေးကအောက်ကိုကျသွားပြီးတော့အခုလိုမျိုး connection ကလွတ်သွားမှာဖြစ်ပါတယ်။ရိုးရိုးရှင်းရှင်းလေးပါပဲလှုပ်ထားတာတော့အခုလိုမျိုးကြာလာတဲ့အခါမှာအညှိတွေတက်ပြီးတော့ဒါဟိုပါပေါ့နော်အညှိတွေတက်ပြီးတော့ဒီအညှိတွေကနေပြီးတော့အုံတံမိုးမြင့်သွားတာပေါ့အုံတံမိုးမြင့်သွားပြီးတော့ဒီဒီမှာလည်းအညှိတွေနေတယ်လား အုံနဲ့မုံမြင်သွားပြီးတော့ဒီကလုတ်ကပြတ်တာပေါ့နော်အဲ့လိုဆိုတော့ဒီကလုတ်ကိုတကယ်လို့ဒီကလုတ်တွေနဲ့ဂျုံတဲ့အခါမှာလောင်ထားတာမဟုတ်ဘူးဆိုရင်ဥပမာအဲတချို့ကြွာလေးတွေဗာလေးတွေမှာဆိုလို့ရှိရင်ပစ္စည်းရှာဝယ်ရခတ်တဲ့နေရာတွေရှိတယ်အဲ့လိုဆိုတော့ဒီကလုတ်ကိုပြန်ပြင်မယ်ဆိုလို့ရှိရင်ပြင်လို့ရပါတယ်အခုလိုမျိုးကော်ဘတ်လေးနဲ့ဒီ ပြောင်းမหนีတဲ့ဟာလေးတွေကိုပုတ်ချပါဘောเนาะပုတ်ချပြီးတော့တိုက်ပေါ့အစတော့ကျွန်တော်ကပြင်ပြင်ရမှာဒါပေမဲ့မပြင်တော့ဘူးမပြင်တော့ဘဲနဲ့အခုဒီခလုတ်ကိုထည့်တယ်ဒီရှာလိုက်ရှာရပါမမရှာလို့မရအောင်အခုလိုမျိုးသုံးစားခလုတ်အကြီးတွေကဒီကောင်းနဲ့ကျတော့ဘလို့မှအဆင်မပြေဘူးတူလားနှိမ့်မြင့်မတူဆိုတော့ရုပ်ခလုတ်တစ်ခုနဲ့အနှိမ့်မြင့်ကသွားတူနေမတူတူပဲတူလားအဲ့ဒါကိုရှာပြီးတော့အနှိမ့်မြင့်တူတဲ့ကောင်နဲ့ ဒီ size 2ရဲ့ကောင်းနဲ့ရှာထည့်ရတာပါအဓိကပြောချင်တာကဒီ꽌မှာအကယ်၍꽌ကအရင်ကနေပြက်ပြီဆိုတော့အရင်ကနေပြက်ပြီဆိုလို့ရှင်ရင်တချို့ကဒီ꽌ကိုဒါဖေးရပါတော့အမေချာကတော့ပြက်ခဲပါတယ်တော်တော်အမေချာကဘာဖြစ်တာလဲဆိုတော့ဒီမှာရှိတဲ့ဒီ ဘေးနှစ်ခုကလောင်လောင်တော့မှဒီကောင်လောင်တာဒါမှမဟုတ်ဒီဒီဒီကြီးလေးပေါ့နော်ဒီကောင်လေးဒီကောင်လေးတွေကတဖြည်းဖြည်းတဖြည်းဖြည်းနဲ့သူကကာဗွန်နဲ့ပုတ်ပုတ်ရင်းပုတ်ရင်းနဲ့ပုတ်တဲ့အခါမှာဒီကောင်လေးစားကုန်တာပေါ့နော်အဲ့ဒါကတော့ဟိုကိုမကိုမပစ္စည်းရှိလဲလို့ပေါ့ပစ္စည်းမရှိလို့ရှိရင်တော့မတက်နိုင်ဘူးဒါကြာလို့ဖြစ်တဲ့ကိစ္စအိုဝါလို့ဖြစ်တဲ့ကိစ္စပေါ့နော်ဟိုအတိုင်းတာတစ်ခုအတိသုံးပြီးသွားပြီးတော့ပြက်ချိန်တယ်လို့ပြက်တာပေါ့အဲ့ဒါတော့မပြင်းစေချင်ပါဘူး လဲရာရှိတယ်ဆိုလဲလဲသုံးပေါ့ကျန်တဲ့အပိုင်းကောင်းသေးတယ်ဆိုရင်တော့အဓိကအဒီကွိုင်းဒီကျိုးတွေကပြတ်တက်တယ်ပြတ်တဲ့အခါမှာ तू ကအခုဒီဒီပတ်ထားတဲ့ကွိုင်းကကျွန်တော်ကြီးတလောက်ကဒီမှာဟိုကလုံမထောင်းချိတ်လောင်းမထောင်းဒါပေမဲ့ကြီးကွိုင်းအများစုကအခုနောက်ပိုင်းလာတဲ့ဖြောဆက်အများစုကတတိအတိဖြောဆက်အများစုကအဲ့ဒီကြီးကွိုင်းတွေကချိတ်လောင်းထားတယ်အဲ့တော့ ကက်ကြီးနဲ့ညှက်ချမယ်ဆိုလို့ရှိရင်လည်းအပက်ကြီးကဘလောက်မှန်းမသိဘူးနောက်တစ်ခုကပြန်ထုတ်လို့လည်းမရဘူးဒီဘက်ကလည်းအဲ့လိုပဲချိန်လောင်းထားတာဖြစ်တဲ့အတွက်အပက်ကြီးမသိဘူးအဲ့တော့တီးတဲ့နားလေတဲ့ဆရာကြီးကကြတော့ကျိုးခိတ်ကိုတိုင်းလိုက်တယ်ပြီးတော့အုံတံမိုးကိုတိုင်းလိုက်တယ်အဲ့နှစ်ခုလောက်တယ်အဲ့နှစ်ခုလောက်တဲ့အချိန်မှာအုံတံမိုးနဲ့ကျိုးခိတ်က နေပြီးတော့တွက်ယူလိုက်တယ်တွက်ယူလိုက်ပြီးတော့ဒီကောင်ကဒီကျိုးအရှိဘလောက်သုံးရမလဲဒီအုံးအုံရလို့ရှိရင်ဒီကျိုးကိန်းနဲ့ကျိုးအရှိဘလောက်သုံးရမလဲဆိုတာကိုသူတို့တွက်ပြီးတော့ဝယ်တာပေါ့နော်ဝယ်ပြီးတော့မှပြန်ပတ်တာဖြစ်ပါတယ်ဒါပေမဲ့ဒါကွန်ယူဝယ်လို့ရအောင်မှမရတဲ့နေရာတွေမှာဆိုရင်ဘယ်လိုလုပ်မလဲပေါ့ ီကွိုင်းကြီးကအခုဟာကဒါကျွန်တော်လက်ထက်မှာရှိနေတဲ့ဟာကချိတ်လောင်းမထားအောင်နော်ဒါပေမဲ့90ရာခိုင်နှုန်းကချိတ်လောင်းထားတဲ့အလုံးဒါဒီချိတ်လောင်းထားတဲ့ဘေးကွိုင်းတော့အခုမှမြင်မှုရကျွန်တော်တော့အဲ့တော့ဒီမော်တာအုံကြီးတစ်ခုလုံးဖြုတ်ချလိုက်အော် sorry ဒီမော်တာအုံကြီးတစ်ခုလုံးကိုဖြုတ်ချလိုက်ဖြုတ်ချလိုက်လို့ရှိရင်အမေချာထွက်လာမယ်ဒီဘက်အပေါ်အောက်ကွဲသွားမယ်ကွဲသွားလိုက်လို့ရှိရင်ဒီအလေကကိုးသားပေါ်ပြီးတော့ဟိုဘက်ဘေးကွိုင်းဒီဘက်ဘေးကွိုင်းပဲဖြစ်သွားမယ် အဲ့လိုဆိုလို့ရှိရင်ဒီဘက်တချမ်းကဆိုပါတော့အရင်ကနေပြီးတော့ဒီ coin ကြီးကအရင်ကနေကပ်ပြတ်ကပ်ပြီးတော့ပြတ်သွားတယ်ဆိုပါတော့ဖော်လို့မရတော့ဘူးဖော်လို့မရတော့ဘူးတစားကတော့ဖော်လို့ရမယ်တစားကဖော်လို့မရတော့ဘူးဘာလို့လဲဆိုတော့ तू ကနှစ်စားကတစားကအစတစားကအဆုံး coin ကိုပတ်လာတဲ့အစလမ်းကြောင်းကနေလို့ပတ်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 ပြီးတော့နောက်ဆုံးအဆုံးအဲ့အဆုံးကကြတော့ဒါ coin ကဖော်လို့ရတယ် ဖော်လို့ရတာများတယ်နှစ်ဆလုံးပြတ်သွားတယ်ဆိုရင်တော့ဖော်လို့ရတာများတယ်ဒါပေမဲ့ကြီးကွိုင်းမဟုတ်ဖ ೇನೆ ဒန်ကွိုင်းဆိုရင်တော့ဒီဒီလိုနီးလန်းကိုလုံးဝသုံးလို့မရဘူးဘယ်လိုလုပ်ရမလဲဆိုတော့ဗနီကာကျွန်တော်တို့အသုံးပြုနေတဲ့ဗနီကာဗနီကာကိုခွက်တစ်ခုထဲမှာဖြော်လိုက်ဗနီကာနဲ့နှစ်ဆုံးသုံးဆုံးပေါ့နော်ဒါမှမဟုတ်လေဒီကွိုင်းကျိုးမြုပ်လောက်တဲ့အထိပေါ့နော်ဗနီကာနဲ့ရည်နဲ့ကိုရောပြီးတော့စိမ့်နာ အခုဒီဒီကောင်ကကျွန်တော်လုံးမပြဘူးဆိုတာကအဲဒီကောင်ရဲ့အကောင်းကြီးပြနောက်ကြုံလို့ရှိရင်လုံးပြမယ်ဗီနီကာနဲ့ရှင်နဲ့ကိုရောပြီးတော့အာဖြစ်နိုင်ရင်တင်တာသုံးမဟုတ်အေးပေါ့တင်တာပေါ့တင်တာနည်းနည်းလောက်ထည့်ထည့်လိုက်နည်းနည်းဆိုတော့တဖုံးလောက်ပေါ့ဖုံးလေးတဖုံးလောက်ထည့်လိုက်ရှင်နဲ့ရောပြီးတော့ဒီကောင်ကိုစိန်ထားနိုင်ခွက်တနာကြီးလောက်ကြာရင်တခါဖြုတ်ကြည့်ဖြုတ်ကြည့်ပြီးတော့ကွာယုံနည်းနည်းပြော့အောင်အဲ့လိုပေါ့လိုက်ဆန်းကြည့်ပြီးရင်ရှင်နဲ့စီး ရင်းနေစေးပြီးနောက်တစ်ခါမာနေသေးတယ်ဆိုရင်ထက်စိန်ထက်စိန်ပြီးပြီဆိုလို့ရှိရင်ဒီကနှစ်နာရီလောက်ဆိုလို့ရှိရင်ဒီကောင်ပျော့လာအောင်ကွိုင်းနာရတယ်ပျော့လာလို့ရှိရင်အဲ့မှာကျိုးဖြီထုတ်တပတ်ချင်းဖြီထုတ်ဖြီထုတ်ပြီးတော့ဒီကျိုးကိုပဲအစနှစ်ခုပေါ်ပြီးတော့သူပတ်ထားတဲ့ပုံပုံစံအတိုင်းပြန်ပတ်ဖြီထုတ်လို့ ထောက်နေတယ်ဆိုလို့ရှိရင်တာမဆွဲနဲ့မဆွဲဘဲနဲ့တင်ထားနေနေလေးဆွတ်ဆွတ်ပြီးဒါမှမဟုတ်လေအဲအရက်ပြန်ပေါ့နော်အရက်ပြန်အပြင်းသားရှိတယ်ဆိုလို့ရှိရင်အရက်ပြန်အပြင်းသားပေါ့မရှိလဲတင်တာပေါ့တင်တာလေးဆွတ်ပြီးတော့ဖြည်းဖြည်းချင်းဆွဲပြီးတော့ခွာသွားတယ်ဆိုလို့ရှိရင်အပက်ကြီးပြည်သွားပါတယ်တခုခုလေးဥမာရည်တန်ဘူးနဲ့ပြန်ပြီးတော့ပတ်ထားတာတော့ဘာလို့လုတ်ပေါ့နော်ပြီးတော့မှကိုလိုချင်းနဲ့ကြိုးအတိုင်းကိုထုတ်လိုက်ထုတ်ပြီးသွားရင်အိုက်ကွိုင်အိုက်တိုင်းပြန်ပတ်ထည့်လိုက်ဒါဆိုရင်ပြီးပါပြီအဲ့တော့ကျိုးနှစ်ဆပေါ်သွားလိမ့်မယ်ပြီးွားရင် တကယ်လို့ तू อ่ะ तू အခုခါကဒီမှာတွေ့လားဒါကော်နဲ့ဗျာ तू อ่ะ coin coin ကျိုးကဟိုဘက်ကိုချော်မထွက်အောင်ထိန်းထားတာဒီ coin သားတွေကတကယ်လို့ပြန်ဖြီးထားတဲ့ဟာဆိုလို့ရှိရင် coin သားတွေကပွောင်ပွောင်သွားအောင်ကျွန်တော်တို့မှလည်းချိန်မရှိဘူးအဲရှိတယ်ဆိုလဲရှိတဲ့လူကတော့ချိန်ရှိတဲ့လူကတော့ coin ကျိုးအဲ့လိုလုံးเสียမလို့ဘာလို့လဲဆိုတော့သူ့မှာ coin ကျိုးလည်းရှိမှာပဲဘောနော် ခွင်ခွင်ကျိုးအစ်စ်လည်းရှိမှာပဲပေါ့မရှိဘူးဆိုတဲ့လူအတွက်ကိုပြောတာအဲ့လိုဆိုတော့ဒီကျိုးတွေကဟိုဘက်အမေချာဘက်ကိုသွားပြီးတော့ပူတာပြူတာထိတာဖြစ်တဲ့လေအဲ့လိုဆိုတော့ဒီကောင်ကိုပြန်ပြီးတော့စီးဖို့လိုတယ်တကယ်လို့ဒီကျိုးတွေကဟိုဘက်ထဲကိုညက်သွားတယ်ဆိုလို့ရှိရင်တော့ကျိန်းတည်တဲ့ဒီပစ္စည်းကလုံးဝပျက်စီးသွားပြီဒါမှမဟုတ်လည်းတစုံတစ်ခုသုံးရင်းနဲ့အာဒီကွိုင်ကျိုးတွေကအမေချာကိုထောက်ပြီးတော့ပြက်ထွက်တယ်ပြက်ထွက်ပြီးတော့ ဘော်ရီယိုတွတ်ထီတို့ဘော်ရီယာကော်မဟုတ်ဘဲနဲ့တန်ပါနေတဲ့အပိုင်းနေဆိုလို့ရှိရင်သုံးတဲ့သူကဓာတ်လိုက်နိုင်တယ်အဲ့တော့တင့်အချက်ပြက်နေတဲ့ပစ္စည်းကိုပြင်မယ်ဆိုလို့ရှိရင်ကိုကြောင့်ပထမအဦးဆုံးထပ်မပြက်ဖို့လိုပါတယ်နှိအချက်ကိုပြင်လိုက်တဲ့ပစ္စည်းကကောင်းရပါမယ်တော့အဲ့ဒီကောင်းတဲ့ပစ္စည်းကအတက်နိုင်ဆုံးရရှိ ခံအောင်ကြိုးစားပြီးတော့ဒီ balance ညီအောင်ပေါ့နော်ပြင်ရပါမယ်လေအကယ်၍ပျက်စီးတဲ့အခါအန္တရာယ်ဖြစ်နိုင်တဲ့အခါမှာလူကိုဒုက္ခမရအောင် safety ကိုဥစားပေးပြီးတော့လုပ်ကြပါမယ်ဥပမာပေါင်းအိုးထဲမှာဖြူးကိုကြော်တာတော့မလုပ်ဘဲနဲ့အတက်နိုင်ဆုံးဖြူးခံပြီးတော့အသုံးပြုတာမျိုးပေါ့နော် electronic pc တွေမှာ fail safe ဆိုတော့ uh, fail ဖြစ်ပြီးတော့ fail ဖြစ်သွားပြီးတော့လူသုံးဆွဲသူ addressive ဖြစ်တဲ့အဲ့ဒီအနည်းပညာကိုထည့်တာများပါတယ်အခုဒီခလုတ်ကလေးဆိုပါတော့အခုဒီခလုတ်ကလေးဒီခလုတ်ကလေးကဘာမှမဟုတ်တဲ့ဒါအပေါ်အပေါ်စားလေး तू ကဒါလေးကိုဒီဒီ coin အကောင်းစားကြီးတွေသုံးပြီးတော့ဒီဟာလေးကို तू ကတမင်ထည့်ပေးထားတာမဟုတ်ဘူးဘာလို့ဒီအပေါ်စားလေးကိုထည့်ပေးထားတာလဲပေါ့နော် သူသူပတ်ထားတဲ့ coin တွေကကြီးပါအသေးစားကြီးလိုက်เนาะဒါကြီး coin တွေကြီး coin တွေဖြစ်တဲ့အတွက်တော်ယုံတန်ယုံအပူတန်ယုံသူကခံနိုင်တယ်ပြီးတော့ coin မျိုးကတော်ယုံတန်ယုံမပြတ်ဘူးဒါဒါဆိုတိပါတယ်ကြီး coin ကကောင်းတယ်ပေါ့အခုကျွန်တော်ပြန်ထည့်มาကလည်းဒီ cloud အကောင်းစားကိုကျွန်တော်ရှာလို့မရဘူးသူကဒီမီယာကိုကွက်တိလောက်ထားတဲ့အတွက်ဒီလို cloud တရုပ်အပေါ်စား cloud ကလေးကိုပဲပြန်ထည့်လို့ရတယ်အဲ့ဒါက feel safe ပ နည်းပညာကိုသုံးထားတာပါဘလို့လဲဆိုတော့အခုဒီ क्वा ရတခုခုပြဿနာတက်ပြီးတော့အာထပြီးတော့ user error ကြောင့်ပဲဖြစ်ဖြစ်ဘာကြောင့်ပဲဖြစ်ဖြစ်သုံးနေနေခလုတ်ဖွင့်ပြီးတော့မေးခဲ့တာတို့ကတော့အမျိုးစုံရှိနိုင်တယ်ပြဿနာဖြစ်ပြီးတော့ high current ဆွဲပြီးဆိုပါတော့ဒါမှမဟုတ်လဲ coin လောင်ပြီးတော့ high current တက်လာပြီးဆိုပါတော့အဲ့ဒီအချိန်မှာ short short ပြောချင်တာတော့ short ဖြစ်ပြီပေါ့ short ဖြစ်ပြီဆိုတာတော့အဲ့အချိန်မှာဒီခလုတ်ကအပေါ်စားလေးအညံ့လေးအကောင်လေးကဒီဘက်က short ဖြစ်ပြီးတော့ဆွဲတဲ့လုတ်ကိုမခံနိုင်ဘူးဒီကောင်ပျော်ကြမှာအကေ၍ကျွန်တော်တို့ကအကောင်းစား MBR တောင့်တောင့်ထည့်ထားမယ်ဆိုတော့ဒီကောင်ကခံနိုင်မယ်ဒီကောင်ခံနိုင်မယ်ဆိုလို့ရှိရင်ဒီမှာလာပြီးတော့မီးလောင်မယ် နော် user မှာ error ဖြစ်သွားပြီဒီမှာ fail မဖြစ်တော့ဒီခလုံးနေရာမှာ fail မဖြစ်တော့ fail ဖြစ်ပြရမှာ fail မဖြစ်တော့ထမင်းပေါင်းဆိုလည်းအဲ့လိုပဲအများစုကထမင်းပေါင်းကြီးမီးလောင်ကြတယ်ဆိုတာအဲ့ဒါဖြူကိုသူကဖြူခံထားတယ်ဖြူခံထားတာကိုဖြူကပြက်လို့ဆိုပြီးဖြူကိုကြော်လိုက်တယ်အဲ့ဒီအချိန်မှာလူကမေ့တာဆို၎င်းဥပမာဟိုပေါင်းပွင့်ရပြက်တော့ဟိုဟိုဟာနဲ့ဖိဒီဟာနဲ့ဖိဖိပြီးတော့တဲတဲပဲတဲရောဖြူကမပြတ်တော့ဘူးအဲ့ဒီအချိန်မှာ ကိုယ်ကြီးကပျော်ကြပျော်ကြရလည်းမရဘူးအဲ့ဒီမှာအပူတွေလွန်ပြီးတော့ကော်တွေပျော်ပါတွေပျော်ဖြစ်ပြီးတော့မီးတွေထလောင်ကုန်အဲ့ဒါအောက်မှာတော့တစ်သားရှိနေတာတို့စီရှိတာတို့ဘာလို့ညာလို့ဆိုလို့ရှိရင်သွားကုန်ရောအဲ့ဒါဘာမဟုတ်တာ ਨੇ အဲ့တဘောပါပဲ feel safe ကအရေးအရေးကြီးရဲ့အချက်ထဲမှာ feel safe ကလည်းပါပါတယ်အဓိကအရေးအကြီးဆုံးကအဲ့ဒါပါပဲလူကိုအဲပြဿနာတစုံတရာကြုံတွေ့လာတဲ့အခါမှာလူကိုအနေနဲ့မဖြစ်စီဘူး အဲဒါဆိုရင်တော့ကျွန်တော်ရှင်းပြတာနားလည်ကြလိမ့်မယ်လို့ညွှန်လိုက်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ